ပြည်သူများအားလုံးပဲမင်္ဂလာပါဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ဘောလုံးပွဲတစ်ခုရဲ့အကြောင်းပေါ့လေထူးထူးခြားခြားဆိုသလိုအနီက18ခုထိမြင်တွေ့ခဲ့ရတယ်ပြီးခဲ့တဲ့ရက်ပိုင်းကဘိုလီးဗီးယားနိုင်ငံရဲ့ပွဲစဉ်တစ်ခုမှာဒါဘောလုံးပွဲပွဲပြီးဆုံးခါနီးမှာနှစ်ဖက်အသင်းသားတွေနီးပြတွေဒါအရန်ခုံကကစားသမားတွေအားလုံးဝင်ပြီးတော့အပြန်အလှန်ထိုးချိတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့ကွင်းထဲမှာမယုံနိုင်လောက်ဘယုတ်ဒုက္ခတွေဖြစ်ခဲ့တယ်ဒီအတွက်ကွင်းလက်တိုင်းက စုစုပေါင်းနှစ်ဖက်အတင်းကနေ18ယောက်အထိဒါအနီကပ်ပြပြီးတော့ထုတ်ပယ်ခဲ့ရတယ်ဘောနော်ပြီးတော့အရှင်တွေကတော်လေးကိုဆိုးရွားခဲ့တဲ့အတွက်ဒါကွင်းလုံချုံကြီးဖြစ်တဲ့ရဲဝန်ထမ်းတွေကဒီရှင်တွေကိုမြေယိုဘုံနဲ့ထိမ့်သိမ်းခဲ့ရတယ်တကယ်တမ်းဆိုရင်ဒီလှပတဲ့ဘောလုံးမွဲတပွဲမှာဒီလိုအနီက18ကွက်အထိမြင်တွေ့ခဲ့ရတာကတကယ်ကိုရုပ်ပေါက်တယ်လို့ပြောလို့ရတယ်ဘောနော်ဒီထက်ဘောလုံးသမိုင်းမှာဒီထက်ပိုပြီးတော့ဆိုးရွားတဲ့အရှင်တွေလည်းရှိတယ်ဒါပေမဲ့ဒီဘက်နှစ်ကာလတွေမှာဆိုလို့ရှိရင်တော့ ီလိုအနီက18ကပ်အထိထိခဲ့တာတော့ဒါပထမဆုံးလို့ပြောလို့ရပါတယ်